်မင်္ဂလာပါရှင်မန္တလေးကစ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲအလွန်စေကောင်းဆောင်ရဲ့အခမ်းကဏ္ဍနဲ့စည်ရေးချိန်ခွင်ရှာအပြောင်းအလဲပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်းစစ်ကော်မရှင်ကျင်းပမဲ့အပိုင်းလိုက်ရွေးကောက်ပွဲအလွန်မှာအာဏာသိမ်းစစ်ကောင်းဆောင်ရဲ့အခမ်းကဏ္ဍနဲ့စည်ရေးချိန်ခွင်ရှာအပြောင်းလဲကိုမေကွန်ထုတ်လာနေကြပါတယ်ရွှေကောက်ပွဲကျင်းပပြီးရွှေကောက်ခန့်အစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာ နိုင်ငံအတွက်အကောင်းဆုံးလို့ထုတ်ပြောခဲ့ဘူးတဲ့စစ်ကောင်ဆောင်ဖူချုံမူကြီးမင်းအောင်လိုင်ကတက်ချုပ်ရာထူးအပြင်သူ့ဘာသာခန့်အပ်ချတဲ့ယာယီတမရရှာထူးနဲ့ပါပူးတွဲရက်တည်နေသူပါအာနာသိမ့်မှုအတွင် နိုင်ငံတော်ရဲ့အာနာအရရက်ကိုစစ်ကောင်ဆောင်တဦးတည်းကသာချုပ်ကန့်ချဲ့လိုက်ပြီးစစ်တပ်အပါဝင်စိတ်ချရွေးချယ်ထားသူတွေနဲ့ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီစစ်ကော်မရှင်ကိုဦးဆောင်ပါတယ် ဒါပေမဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကနေအစိုးရတရက်ပေါ်ပေါက်လာရင်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးအာဏာသုံးရက်လုံးကိုစီကောင်းဆောင်ကဆွန့်လွှတ်ရမယ့်အခြေအနေပေါ့စီရီယံဘူကြီးစင်ရောတုံသက်တာကစီကောင်းဆောင်ဟာတမရလှုပ်ချင်တဲ့ရီမှန်ချက်ရှိပေမဲ့လှုပ်ပိုင်ခွင့်ပိုများတဲ့တက်ချုပ်နေရာကိုဆွန့်လွှတ်ရမှာဖြစ်လို့ဘဲဟာကိုရွေးမလဲဆိုတာထူးဆန်းနေတယ်လို့ပြောပါတယ်စီကောင်းဆောင်ရဲ့အခန်းခဏကတော့သူကတမရလှုပ်ချင်တာသူ့ရဲ့အတီးကအမိမရီမှန်ချက်ကတမရလှုပ်ချင်တာ ဒါပေမဲ့သူတို့ရဲ့2008ဖွဲ့စည်းပုံမှာသမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်ကလည်းကာကွယ်ရေးဦးစီးချုပ်ကတောင်လုတ်ပိုင်ခွင့်ပိုများပါသေးတယ်။ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးဦးစီးချုပ်ကပဲခန့်အပ်လို့ရတာ။အဲ့ဒီတော့တက်ချုပ်ရာတို့ကိုသူဆုံးလွန်လိုက်မလား။အဖြစ်ချင်းဆုံးသမ္မတကိုရွေးမလား။ဒါကိုတော့ကျွန်တော်တို့လည်းမပြောတတ်သေးဘူး။အဲ့ဒီတခုကနည်းနည်းလေးထူးဆန်းတယ်လို့ဆိုပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကျမ်မရော်ကာခွေရေးဦးစီးချုပ်ဟာနိုင်ငံတော်တမရဖြစ်ရင်မူလယာရုကနေနှုတ်ထွက်ရမှာဖြစ်ပြီးအဲ့ဒီယာရုနှစ်ခုစလုံးကိုဖူးရဲတာဝန်ယူထမ်းဆောင်ဖို့မပြထမ်းထားပါဘူး။ NLD အစိုးရလက်ထက်မှာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်ရဲ့အတိုင်းပိကံပုတ်ကိုယာတူးကိုရယူနိုင်ခဲ့မှုအပေါ်စေကောင်းဆောင်ကလည်းနိုင်ငံအုပ်ရှာအဖြစ်အာဏာအရှိဆုံးပုတ်ကိုဖြစ်အောင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြောင်းလဲလာနိုင်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသမရရွေးချယ်ရာမှပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နှင့်တမတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၃ဖွဲ့ကဒုသမရတယောက်ချင်းစီကိုအစိုးပြုရမှာပါ။အဲ့ဒီအစိုးပြုထားတဲ့ဒုသမရ၃ဦးကိုပြည်တော်စုလွှတ်တော်မှလှုပ်ဝက်မဲပေးစနစ်နဲ့ရွေးချယ်ရာမှဖြစ်ပြီးမဲအများဆုံးရသူဟာနိုင်ငံတော်သမရအဖြစ်ရွေးကောက်တင်မြောက်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်းဆောင်သမရဖြစ်ဖို့အရေးလွှတ်တော်တွေဝင်ပြီးမဲပေးနိုင်ဖို့လာမယ့်ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီကနေကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မဲ့စစ်ယူနီဖောင်းချုပ်အရာရှိ490နီးပါးရှိနေတာပါ။ဒါပြင်စစ်တပ်တွင်ရှိဘုံမူဒုတိယဘုံမူကြီးအဆင့်ရှိသူစေဟုခန့်ကိုလည်းအငိမ့်စားယူခိုင်းကတာဆာညပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ VNI မြန်မာ Peace Monitor ရဲ့အချက်အလက်တွေအရသိရှိရပါတယ်။ တကယ်လို့စစ်ကောင်ဆောင်ကတမရအဖြစ်ရွေးချယ်ခံရမယ်ဆိုရင်ကောက်ွယ်ရေးဦးစီးချုပ်ရာတို့ကိုဆက်ခံမဲ့စစ်တပ်ရဲ့စတုထမျိုးဆက်အဖြစ်ဗိုလ်ချုပ်ကြီးကြော်စွာလင်းလို့ရေးပန်းစားနေတာပါသူဟာစစ်တပ်ကတို့ဘိုးလောင်းတင်တဲ့အဖက်စင်35ဆင်းဖြစ်ပြီးလက်ရှိမှာတမရကြီးရည်လေးနှိမ့်နိုင်ကုတ်ကဲရည်မှုအဖြစ်တာဝန်ယူထားတာပါ ISP မြန်မာရဲ့သုံးသက်ချက်အရာဗိုလ်ချုပ်ကြီးကျော်စွာလင်းတောင်စေကောင်းဆောင်ရဲ့နေရာမှာဆက်ခံသူဖြစ်လာမည်ဆိုရင်စစ်တကတူအပတ်စဉ်35ဝန်းကျင်ကစစ်ဗိုလ်ချုပ်တွေအနေနဲ့စစ်တပ်ရဲ့စတုထမျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ် တဖက်မှာရွေးကောက်ပွဲအလွန်လွတ်တော်အခင်းအကျင်းမှာအစိုးရနဲ့စစ်တပ်ဟာအပြစ်ရထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတက်နေရချထားရင်းနဲ့နေမြေပိုင်းထားရေးကိစ္စရပ်တွေကိုဆွေးနွေးနိုင်တယ်လို့သုံးသပ်မှုတွေရှိနေတာပါစီဒီအမ်ဘိုကြီးစင်ရောကတော့ရခိုင်ပြည်နယ်အပါအဝင်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာလွတ်တော်တွင်နဲ့လွတ်တော်ပြင်ပကနေစစ်ရေးနိုင်ငံရေးနှီးလန်းတွေကိုတုံပြီးစစ်တပ်ကညှိနှိုင်းလာနေတယ်လို့ပြောပါတယ်ဒါကြောင့်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးမှာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆက်လက်ပါဝင်လို့မရအောင်စစ်တပ်ကတနင်္လာနေ့နဲ့အပေးယူလုပ်လာရင် ။ EIO မဟုတ်တဲ့တော်လှန်ရေးအဖွဲ့တွေဘက်ကိုကြပြိုင်နဲ့ထိုးစစ်ဆလာနေတယ်လို့သုံးသပ်ပါတယ်။ EIO တွေကမပါခဲ့ဘူးဆိုရင်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲမှာပါလို့မရအောင်ချုပ်လိုက်မှာပေါ့။ပေါ်တင်ပါလို့မရလာအောင် ချုပ်လိုက်မယ်ဆိုရင်စည်ရေးခင်းချင်းကပြည်မတိုင်းဒေသကြီးတွေမှာသူတို့အတွက်စစ်တပ်ထိုးစစ်ဆင်စရာဖြစ်လာမယ်။အဲ့ဒီတော့ရခိုင်ကသူတို့စီမှာစစ်တပ်တွေခြေချလို့မရဘူးဆိုရင်တော့ကျွန်တော်တို့အတွက်ကြောက်စရာဖြစ်တယ်။သူတို့စီမှာရခိုင်အခြေချလို့မရရင်ဇကိုင်းမှာချမယ် အခုဗမောက်မှာချမင်းသူတို့စစ်တပ်ရှုံးခဲ့တဲ့နေရာမှာတိုင်းစစ်ဌာနချုပ်တွေပြန်ဖွင့်ပြီးတော့ချလာမယ်ဆိုရင် IAO မဟုတ်တဲ့တော်လန်ရေးတပ်ဖွဲ့တွေနေရာကိုစစ်တပ်ကတချိန်နဲ့တပြိုင်တည်းထိုးစစ်သူတို့ဘက်ကပြန်ဆလာနိုင်တဲ့စစ်ရေးချိန်ခွင်ရှာမျိုးဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ကသုံးသပ်ရပါတယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်အာဏာရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာမြောက်ပိုင်းအဖွဲ့တွေဖြစ်တဲ့ကိုကန်တန် MNDAA နဲ့တောင်တန် DNL တို့ဟာတရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရဲစဲဖို့သဘောတူထားကြပါတယ် ကျန်တဲ့အာရကတက်တော် AA အပါဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ချင်းအမျိုးသားတပ်ဦး CNF နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကတော့ဆက်လက်တိုက်ပွဲဝင်နေကြတာပါ။မြူတော်လန်ရေးကနေပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF အပါအဝင်ဗမာလူမျိုးစုနဲ့အခြားသောလူမျိုးစုအခြေပြုလက်နက်ကင်တော်လန်ရေးအဖွဲ့တွေကလည်းစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့တိုက်ပွဲဝင်နေကြပါတယ် ဆက်လက်ပြီးမြန်မာနိုင်ငံတွင်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးုံများဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂအစည်းအဝေးတွင်တာမတ်ကြီးဦးကျော်မိုးထွန်းအတိပေးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးုံဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂတွင်တာမတ်ကြီးဦးကျော်မိုးထွန်းတင်ပြပြောဆိုပါတယ်။ နိုဝင်ဘာလ၄ရက်နေ့အမေရိကန်ပြည်ထောင်စုမြူရောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအထူးနိုင်ငံရေးနှင့်ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစတုတ္ထကော်မတီအစည်းအဝေးတွင်တမ်မတ်ကြီးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။အကြံဖတ်စေအုပ်စု၏ဒီဂျစ်တယ်အာဏာရှင်စနစ်အားအင်တာနက်ဖြတ်တောက်မှုနှင့်စင်ဆာဖြတ်တောက်မှုများမှတဆင့်သာမကအွန်လိုင်းပေါ်တွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ခါဖိနှိပ်နေမှုများပြုလုပ်နေကြောင်း မကြသေးမီရပ်ပိုင်းတွင်ကပင်အမှုပညာရှင်များရုပ်ရှင်ဒါရိုက်တာများနှင့်ထင်ပေါ်ကျော်ကြားသူများအားအကြံဖတ်စေအုပ်စုကျင်းပမယ်အထူးရောက်ရွေးကောက်ပွဲအပေါ်ဝေဖန်သော post များတွင်လိုက်သူမဟုတ် hurry ရရှင်များပေးခဲ့ရုံများဖြင့်မတရားဖန်ဆီးခံခဲ့ရကြောင်းဤသို့သောဆိုးရွားသည့်ဖိနှိပ်မှုအဆင့်သည်စေအာနာရှင်တို့၏အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိသည့်တိုင်ငယ်စိတ်ဖြင့်ပြည်သူလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကို စိတ်ပေါ်တူတူတဦးကဲ့သို့လိုက်လံပိတ်ပင်ထိန်းချုပ်လိုခြင်းကိုတိတာမြင်သားစီကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကရှင်းပြပါတယ်မြန်မာနိုင်ငံတွင်တရားမဝင် အာဏာသိမ်းချိန်မှစ၍အကြမ်းဖက်စစ်အုပ်စုသည်၎င်းတို့အားစန့်ကျင်သံများကိုဖိနှိပ်ရန်နှင့်တရင်အချက်လက်များကို၎င်းတို့၏အကျိုးအတွက်လိမ့်လည်ရန်တရင်အချက်လက်နှင့်ဆက်သွယ်ရေးနည်းပညာများကိုစနစ်တကျလက်နက်တဖွဲ့အသုံးပြုလျက်ရှိကြောင်းမြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်သတင်းသမားများကိုအများဆုံးမတရားဖမ်းဆီးမှုအဆိုးဆုံးသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်လာခဲ့ကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ်။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့်နိုင်ငံပြင်ပသို့ထွက်ပြေးတင်းရှောင်ရခြင်းသို့မဟုတ်လုံးဝရှနာပိတ်သိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ရပြီးနိုင်ငံအတွင်ဆက်လက်လုပ်ကိုင်နေသောမီဒီယာများမှလည်းအကြံဖတ်စေအုပ်စု၏တင်းကျပ်သောထိန်းချုပ်မှုအောက်တွင်အကြံဖတ်စေအုပ်စုကသဘောမတူသည့်ဤသည့်စကတ်လုံးအုံအုံဟောဟာရကိုမဆိုအုံပြုခြင်းမပြုရန်တားမြစ်ခံထားရကြောင်းအကြံဖတ်စေအုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သောပလက်ဖောင်းများကိုစောင့်ကြည့်ထိန်းချုပ်ရေးကိရိယာများအဖြစ် ပြောင်းလဲအုံပြုကောင်းအုံပြုသူများကိုစောင့်ကြည့်ခြင်းတက်ချွလှုပ်ရှားသူများကိုခြေရခန့်ခြင်းနဲ့၎င်းတို့ရာဇဝတ်မှုများကိုလိမ်ညာဖုံးပြရန်နဲ့ဒီမိုကရေစီခုခံတွန်းလှန်မှုများကိုဖျက်ဖျားစေရန်တရင်မှာဖြန့်ဝေရေးပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကိုပြုလုပ်လျက်ရှိကြောင်း၎င်းကဆိုပါတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုပြတ်တုံးနေခြင်းတရင်အချက်လက်စီးဆင်းမှုများဆိုးရွားစွာကန့်သက်ထားခြင်း အချိန်နှင့်အမျှကြောက်ရွံ့စွာပြည်သူများနေထိုင်နေရခြင်းစသည့်အချက်များသည့်ဆေးအုပ်စုပြုလုပ်ရန်စီစဉ်နေသည့်အထူးရောင်ရွေးကောက်ပွဲသည်တရားမျှတမှုလွတ်လပ်မှုလုံးဝရှိမည်မဟုတ်သည်ကိုပေါ်ပြနေသည့်များစွာသောအရေးကြီးသည့်အချက်များအနက်အချက်အချို့ပင်ဖြစ်ကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာအသိုက်အဝန်းအားမြန်မာနိုင်ငံရှိသတင်းအချက်လက်ဖိနှိပ်မှုနှင့်အရင်းခံအကြောင်းတရားများကိုခိုင်တွဲဖြေရှင်းရန်ကျွတ်လွန်သူများအားကြာဝင်ခံစီရန်ဤအကြံဖက်ဆေးအုပ်စု၏အထူးရောင်အလိမ်ညာရွေးကောက်ပွဲကိုပယ်ချရန်ဦးကျော်မိုးထွန်းကတောင်းဆိုပါသည် နိုင်ငံတကာအနေဖြင့်စစ်အာဏာသိမ်းမှုနှင့်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေးနိုင်ငံသားတိုင်းကြောက်ရွံ့မှုကင်းစွာပြောဆိုခွင့်ရေးသားခွင့်နှင့်ဆက်သွယ်ခွင့်ရှိသော Federal Democracy ပြည်ထောင်စုတရက်တည်ဆောက်ရန်အာတီတပြင်းစွာဆောင်ရွက်နေကြသည့်မြန်မာပြည်သူများနှင့်အတူရက်တီဆောင်ရွက်ပေးကြရန်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအစည်းအဝေးတွင်တောင်းဆိုခဲ့ပါသည်ဆလဘီရှမ်းမြောင်းမှပြန်ခေါ်လာသည့်စစ်ကော်မရှင်တပ်များမရီယာဘတ်တို့အင်အားလုံးရင်းနဲ့ဝင်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းမြောက်တွင်စစ်ကော်မရှင်နှင့်တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL တို့အပြစ်ရဲဆဲလိုက်ပြီးနောက်စစ်ကော်မရှင်က၎င်းတို့တပ်ဖြန့်ထားသည့်ရှမ်းမြောက်ရှိတပ်များကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နေမြေအတွင်းကိုပြန်လည်ခေါ်ယူလာကြောင်းသိရပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့တွင်ရှမ်းမြောက်ဘက်မှပြန်ဆင်းလာသည့်စစ်ကော်မရှင်တပ်များစစ်သုံးကားကြီးအစီး90ကျော်သည်မရိယာဘတ်သို့ကားအစီး40ဝင်ရောက်သွားကြောင်းသိရပါသည်။မင်းမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတဲ့ မေတီလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်။မရိယာ၆တရားကိုအစီ40ဝင်ပါတယ်ဟုတော်လရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထို့သောတက်အင်အားများပို့ဆောင်ခဲ့ပြီးနောက်စစ်ကော်မရှင်ကမရိယာမြို့နယ်အတွင်းစစ်ကြောင်း၃ကြောင်းထပ်မနေခွဲကအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်လာသည့်အတွက်တော်လရေးတပ်ဖွဲ့များတက်ဆွဲထားရနေရအချို့မှစုပ်ကွာပေးထားရကြောင်းသိရပါတယ်။စစ်ကော်မရှင်ကရှမ်းမြောင်းဝနေ၍အမှတ်စနစ်စစ်စီရေးကုတ်ခဲမှုဌာနချုပ်စကခခစနစ်တပ်မ၁၁စစ်ကြောင်းများကို ပြန်ခေါ်ဆင်းလာပြီးတောင်ကမ်းမတီပေါ်မိုးကုတ်လန်တဝက်အထိစကခဆက်နှင်းတမ17တမ55လက်အောက်ခံဆစ်ချောင်းများကိုတုံးထားကြောင်းသိရပါတယ်။ထို့ပြင်မိုးကုတ်ပြင်ဦးလွင်မရရနေမြင်များတွင်အမတ်စနစ်စစ်စီရေးကိုကင်မှုဌာနချုပ်စကခဆက်ရှိဆစ်ချောင်းများခြံထားခဲ့ကြောင်းသိရပါတယ်။ တိတ်နီတွင်ဆစ်ရှုံးထားသည့်တက်မဟာ16ကိုစကခတင်စကခ16နှင့်ဓကစလောက်ကင်ဘက်မှပြတ်သွားသည့်တက်ရင်များဖြင့်ပြန်လည်ဖွဲ့စည်းထားပြီးလက်တလောသိမ်းယူရရှိထားသည့်လာရှိုတီပေါ်ကြောင်မဲနောက်ချိုတို့တွင်တက်ဖြန့်ထားပြီးမိုင်းရင်နှင့်တန်ရန်မျိုးတို့ကိုပါတက်ဖြန့်စောင့်ကြည့်ထားကြောင်းသိရပါသည်စစ်ကော်မရှင်ပြန်လည်တောင်းယူထားသည့်မိုးမိတ်မျိုးသည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခနေမည်အတွင်ပါဝင်သည့်အတွက်မိုးမိတ်တို့စစ်ကော်မရှင်စစ်ကြောင်းဝင်နိုင်ရန်အရှိမြောက်တိုင်းစစ်ဌာနချုပ်နေမည်တစ်ခုသာရှိကြောင်းသိရပါသည် စစ်ကော်မရှင်သည်ရှမ်းမြောက်တွင်စစ်ရေးစိတ်ကြိုက်ပြင်ဆင်နေပြီးတန်ချက်ကကားများဒရုန်းများမြေပြင်ထိုးစစ်စစ်ကြောင်းများကိုမန္တလေးမရယာမိုးကုတ်လမ်းတစ်လျှောက်ကိုပို့ဆောင်စစ်ကြောင်းထိုးစစ်ကြောင်းတည်ရပါတယ်။မရယာတို့မြေပြင်စစ်ကြောင်းအင်အားတထောင်ခန့်အပြင်တန်ချက်ကကားများတင်ကားနှင့်နောင်ချုံမြို့နယ်ဗန်ပွေးချင်းရွာဘက်မှပါဇက်တိုက်ပြုလုပ်လာခြင်းဖြစ်ပါတယ်။